အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယခုတစ်ခါဖတ်ပြပေးမှာကတော့ဝိထုတိုနှစ်ပုဒ်ပဲဖြစ်ပါရဲ့ရှင်။ပထမဆုံးဖတ်ပြတိဆက်ပေးမယ်ဝိထုတိုလေးရတော့စာရေးသူအရှင်အဋ္ဌိတာရလက်ကပင်ရေးသားထားတဲ့တပွင့်ကျွေ၍တတော်လုံးမွေးခဲ့သည်ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါအောင်ရှင်။တပွင့်ကျွေ၍တတော်လုံးမွေးခဲ့သည် စမ်းကြောင်းလေးထဲမှရေတွေကတသွင်းသွင်းစီးဆင်းနေကြသည်ဟိုချင်းတောင်ပေါ်ကမြစ်ဖြာခံပြီးတော့စီးဆင်းခဲ့လို့ထင်ပါရဲ့အေးချမ်းချင်းတင်ကြတာနဲ့တငိမ့်ငိမ့်ကြည်လင်တောက်ပါနေ၏မိုင်းဝေအုပ်ဆိုင်နေသောမြူခိုးများကစောင်းရသည်ပူဇော်ကန်းလိုတခန်းတနာအလှဆင်ကြ၏ချင်းတောင်ထိပ်တနီယာစီကငှက်ကလေးများ၏တီဆိုလေ့ကျင့်နေကြသည်များကိုလည်းတစုံတစအကြာနေရသည် တောင်စလက်ပန်းတွေကလည်းဥညွတ်ညိတ်သက်စွာ ပွင့်ဖို့အသုံးတော်ခံနေကြစေ။ဟေးဖုန်းကြီးနင်ဒီနေ့ငါတို့ကိုဘာတင်ပေးမလဲ။တင်ရင်မြန်မြန်တင်တော့ငါတို့ကဒီနေ့တော်ရဲသွားပြီးတော့ထိတ်ခုတ်ရအောင်မ။ကျောင်းမော်တို့တက်လာတော့ချင်းကလေးငယ်များဤပနာမအပတ်ပြိုးစကားကိုကြားရတော့ဥတုံနရပြုံးလိုက်သည်။အေးအေးဒီနေ့စာကိုခဏပဲတင်မယ်လေ။စာတင်ပြီးရင်မင်းတို့အတွက်စားစရာလည်းလုပ်ထားတယ်ကွာ။ စားပြီးမှတောထဲကိုသွားကြပေါ့ကွာမနေ့ဖန်တော့စာတင်ဆောင်သားမှာပေါက်နေတဲ့မြက်တွေကိုလည်းရှင်းရအောင်လာခဲ့ကြအောင်ဥတုံနရကခလေးငယ်များစိတ်ကျဉ်နှံ့အောင်ပြောလိုက်သည်မနေ့ဖန်လည်းမုတ်ကျွေးမှလာအေးပါကျွေးပါမယ်ကွာနေမလည်ရအောင်နော်ဖုန်ကြီးငါမလိမ်ပါဘူးဥတုံနရဒီဟာလေးကိုစားရောက်တော့အထီးကျန်ချင်းနဲ့မပျော်ရွှင်ချင်းများကသူ့ကိုအလဲထိုးအနိုင်ယူတိုက်ခိုက်သည် အနည်းဆုံးမြို့ကိုသွားဖို့တော့နေချင်းမရောက်နိုင်ရွာလေးနာမည်ကမွာဆန်တရားလုံးရှိပါမှအင်ဂျီလေးက25အိမ်ခန့်သာအားလုံးကခရိယန်ဘာသာဝင်များနေစီယာကလည်းဘုံကြီးเจ้าလိုသာပြောရသည်တကယ်တော့ဘယ်သူမှမနေသည့်ဝါကက်ဆောင်လေးသာရွာရှိကလေးငယ်များကြောင်တက်ချင်းရင်ဘေးရွာသို့သွားတက်ရသည် ထိုရွာရောက်ဖို့လဲအနည်းဆုံး3နာရီလောက်သွားရသည်လန်ခီယာ တောတောင်များကြားကနေသွားရသည်ထို့ကြောင့်ကျောင်းတက်သူများမရှိကြခြင်းဖြစ်ပါသည်သာသနာတက္ကသိုလ်ကထိုရွာလေးကို သာသနာပြုကြွားဖို့အမိစာရောက်လာတော့တငယ်ချင်းများကပြောကြ၏ဘိုးတုံးမင်းတို့ကန်ဆိုးတာပဲကွအဲ့ဒီဒေတာအတော်ခေါင်တယ်လို့ကြားဘူးတာပဲဖုန်းလိုင်းလည်းမမိဘူးတဲ့ဘုရားဘာသာဝင်လည်းတယောက်မှမရှိဘူးလို့ပြောတာပဲသူတို့ပြောသောစကားများကဥတုံနရအတွက် အားတက်စရာတခေါမှမပါချေဘဲတက်နိုင်မလဲကွာငါကံပေါ့ဒါပေမဲ့ဘာဖြစ်ဖြစ်အဲ့ဒီရွာလေးတိုးတက်လာဖို့ကိုတော့ငါတက်နိုင်သမျှစူးစမ်းရမှာပဲငါတို့တွေကိုတက်ကတော့ပညာသင်ပေးတယ်ဆိုတာကသူများတွေကိုတဆင့်ပြန်လည်မျှဝေပေးဖို့ပဲမဟုတ်လားဥတုံရထိုရွာလေးတို့သာသနာပြုကြွမယ်ဆိုတော့တငယ်ချင်းများကတက်နိုင်ရတက်နိုင်ရပစ္စည်းလေးများကိုအတီးတီးထောက်ပတ်လှူဒန်းကြသည်ဗလာစာအုပ်များ ဆက်ပြခဲဆက်ပြမုံများနှင့်ထုံးရွှေဝါဦးဆိုင်စသောဆေးဝါးများလည်းစုံလင်လှသည် ရွာကိုစရောက်သည်နှင့်ဥတုံနရဒုက္ခများကိုစတင်မြည်ဆန်းခွင့်ရတော်သည်ဒုံဒုံဒုံညအစင်နိုင်ဝင်းကျင်ခန့်ဥတုံနရကျင်းဆက် အနာယူနေခြင်းဝါကက်ဆောင်လေးပေါ်သို့အုတ်ခဲများဖြင့်အဆက်မပြတ်ပြစ်ပေါက်နေကြခြင်းဖြစ်သည်ဥတုံနရသည်ဘေးနားတွင်ထားသောဓမီနှင့်ထိုးပြီးတော့ ဘယ်သူတွေလဲကွာဟုအတန်ပေးလိုက်တော့မှရက်သွားကြတော့သည် ထိုရလေးတွင်စွန့်ဖို့သူမရှိ၍ကို့ဘာသာချက်စားရသည်တဏီကုံလို့လဲဥတုံနရစီရွာထဲကတယောက်မှ ရောက်မလာကြအလုံးကလည်းသူတို့ရွာမှာလာနေသည်ကို မကြိုက်သည့်မျက်လုံးများဖြင့်ကြည်ကြသည်ဒီရ၏အကျိုးကိုတဲဘိုးလိုလျင် စိတ်ရှည်ဇွဲတန်ရမည်ကိုဥတုံနရကနားလဲပါ၏။နောက်နေ့မနက်ဝီလီဝီလင်းချိန်အယုံဆုံးဖုံးပေးနေစဉ် ကြောင်းသားမှာရွာသူရွာသားများစုညံစုညံဖြစ်နေကြသည်ကိုဥတုံနရကကြားလင်ရ၏ဆေးစီကမြေမြေသွားခေါ်ပါဟမြေမြေမခုရင်အတက်အနေစိုးရင်ရတယ်ခလေးကမှိမ့်နေပြီရွာတကြီးရွာတကြီးဆေးစီကတော်ရဲသွားတယ်တဲ့ဟာအရေးကြီးပါတယ်ဆိုမှကွာဒုက္ခပါပဲအမလေးကျမသားလေးကိုကယ်ကြပါဦးဟေးအလုံးကြံရမရ ချိတ်လန့်တုံလုံးနေစီဥတုံနရသူတို့အနာရောက်သွားခဲ့သည်ဘာဖြစ်နေကြတာလဲရွာသားများအလုံးကတုတ်တုတ်မြမလှုပ်ကြခဏကြာတော့သူတို့တွေကလူတစ်ယောက်က ပြောသည် မွေကြိုက်ခံရတာဖုန်းကြီးနေပါလို့တက်မှာမို့လို့လဲအကြောင်းစုံကိုသိရပြီးတဲ့နောက်ဥတုံနရသည်ကျောင်းသို့အလင်းမြန်သွားကဆေးအိတ်ကိုယူလာခဲ့သည်ခလေးကိုအစိတ်ပြေစေတိုက်၍ဒံယာကိုလည်းဆေးထည့်ပေးနေစေဖုန်းကြီး ်ငါတို့ကလေးတခုခုဖြစ်လို့ရတော့နော် ဟုတ်ဂျင်းဝါဤဥတုံတော်ရသည် ထိုသူအားဘာမှပြန်မပြောဘဲလှုပ်ရှားရှိသည်များကိုသာဆက်လုံနေခဲ့သည်ကဲကဲခမည်းတော်ကလေးအသက်အန္တရာယ်မရှိတော့ပါဘူးမနှက်ဖန်တော့ဆေးလာထဲလေအောင်ထိုမြသာပြောပြီးတော့ဆေးအိတ်ကိုဆွဲကဥတုံတော်ပြန်လာခဲ့သည် တက္ကသိုလ်တွင်တာသနာပြုကြမဲ့ယဟန်တော်များကိုတိုင်းရင်းစေးပညာများတင်ထားပေး၍တော်သေးသည်ဟုဥတုံနရက ကျေးဇူးတင်နေမိသည်နောက်တစ်နေ့နနက်တွင်ရွာသူကြီးသည်တောင်းသူရောက်လာခဲ့သည်ဖုန်းကြီးမနေ့ကနေဆေးကူပေးတာတို့ရွာကလေးလေးတက်တာတဲ့နေ့ကိုကျေးဇူးအများကြီးတင်နေနောက်နေ့တွင်နင်ကိုထမင်းကို ချက်မစားနဲ့တော့နေ့တော်ငါတို့ကရွာအပို့ပေးမယ်ထိုနေ့ကစပြီးဥတုံတော်ရမှာရွာနဲ့အဆင်ပြေလာပြီးတော့ရင်းနှီးလာခဲ့ကြသည် ညရီမှာကျောင်းတို့အလဲလာ၍စကားပြောသောရွာသားများလည်းရွာသားများလည်းရှိခဲ့ကြသည်ရွာတကြီးဒီဟာကလေးတွေကို စာတင်ပေးရှင်တယ်ဗျာအဲ့ဒါကလေးတွေကိုစုပေးပါလားသူတို့ပညာသင်ဖို့လိုတယ်စကားဆက်မိသဖြင့်ဥတုံနရကရွာတကြီးကိုအကူအညီတောင်းလိုက်သည်ဖုန်းကြီးနေစာတင်ပေးဖို့လွယ်မှာမဟုတ်ဘူးဒီဟာကလေးတွေကတောင်ရလုပ်တွေကိုသာစိတ်ဝင်စားကြတာတိတ်လည်းမအားကြဘူး နင်တင်ပေးခြင်းနဲ့ဆိုရင်တော့ငါရွာထဲကလူတွေကိုစီယုံကြည့်အောင်မယ်။ထို့သောရွာတကြီးဤဂျိုပန်မှုကြောင့်နောက်နေ့တွင်ခလေးဆက်နှစ်ယောက်ခန့်ရောက်လာကြသည်။ခလေးဟုသာဆိုရတော့လဲ15နှစ်ခန့်အရွယ်များလဲပါ၏။တော်ရဲတွင်အလုံးလုံးလာရ၍အလုံး၏အဝိစားများကဒီအထက်ထက်နှင့်ဖြစ်၏။ဆုတ်ပြဲနေသောအင်းကြီးကြောင့်ဝမ်းပိုက်နေရာနှင့်ကြောနေရာများတွင်မဲနဲ့သောအသားရည်ကိုလည်းမြင်နေရသည်။အများစုကဖက်နှက်မပါကြ။ တချို့ကစင်တစ်ဖက်မြင်းတစ်ဖက်ဖနက်များကို စီလာကြသည် တွေ့ရဖနက်များကို စီလာကြသောကြောင့်ဖနက်များက ဖနောက်ထက်ပိုရှည်နေကြသည်ပြူတိပြူတိဖြစ်နေသောနှက်များကိုလည်းလက်ဖမိုးနှင့်တုတ်ထားသောကြောင့်ပားပြင်ထက်မှလည်းတနက်ခါလိမ့်ထားသလိုရှင်မျောမျောအကြောင်းကြီးက၆တွေ့နေဘိုကေဆိုတာဘာမှမသိတော့အောင်ပင်စပင်များကဖယူဖယဲမျက်နှာပြင်တစ်ခုလုံးမှလည်းအိုမဲများကပေကျန်နေသည် ။ဘောင်းမီကလည်းကြွားပြဲနေ။သူတို့ကတော့တိတ်မထူးဆန်းသလိုရှစ်တက်တက်မှထိုင်နေကြသည်။ထိုကဲ့သို့စတင်ခဲ့သောဥတုံနရာ၏စာတင်ကြောင်းလေးကလည်းစာချက်စာအန်တန်းစီကားလာခဲ့သည်။တနေ့ထက်တနေ့ရွာကလည်းဥတုံနရာကိုပို၍အားကိုးလာကြသည်။ပန်းကလေးများပွင့်တော့မည်ဖူးတံဝင်းလို့ချီနေချီမှာရွှေရီလောင်းငါတို့စာတင်ကြောင်း ကလေးများဤအာကျုံမန်တက်စားကြက်တံများကိုကြားရတော့ဥတုံနရဂျင်းနေမိသည်ယခုကဲ့သို့ဖြစ်လာဖို့သူစူးစမ်းခဲ့ရသည်မဟုတ်ပါလားတနေ့တော့ဥတုံနရစားတင်နေစဉ်ဖုန်းကြီးနေ့ကြည့်ရတာနေမကောင်းဖြစ်နေတယ်လို့ပဲနေတခုခုဖြစ်နေကလားမျက်နှာမရွှင်မလန်းဖြစ်နေသည့်ဥတုံနရအားတပည့်တယောက်ကမေးသည်ဥတုံနရလည်းကိုကိုကိုအာတင်းရင်တပည့်များကိုဟန်မပြက်ပြန်ပြောရသည်နေကောင်းပါလေကွာ မင်းကပေးမှန်းသွားလို့ပါကဲကဲကို့စာကို့လုံးကြစာဆက်တင်မယ်မင်းကခလေးတွေနဲ့တော်တယ်သွားရင်တင့်ကုန်စုခဲ့သည့်ဒံရကမတက်တာအနာကကြီး၍အတော်လဲနဲ့ဤပြန်လာတဲ့ကဆေးထည့်ထားတော့လဲမတက်တာသည့်အပြင်လမ်းလဲမလျှောက်နိုင်တညလုံးလဲအိမ်မရခဲ့ဒီနေ့တော့အနာကပို၍ရင်းလာ၍ဖျားချင်ချင်းဖြစ်သလိုဖြစ်လာခဲ့သည် ။ကလေးများကိုတော့ခါတိုင်းရက်ထက်စောပြီးတော့အိမ်ပြန်လွှတ်လိုက်သည်။ဖုံးကြီးဖုံးကြီးရွာတကြီးကအเจ้าပြင်းကနေအော်ခေါ်နေတော့လဲအတွဲကမြည်သည့်တုံ့ပြန်တယ်မှမကြရ။ထိုချိန်ကလေးများကလည်းစာတင်ဖို့အเจ้าရောက်လာကြသည်။ဟေးမင်းတို့ဖုံးကြီးဘာတမ်းမှလည်းမကြရဘူး။အเจ้าမော်တက်ကြည့်အောင်ကွာ။ရွာတကြီးကဥဆောင်၍ခလေးများနှင့်တက်ကြည့်သည်ဥတုံတော်ကတင်ပြူပြာလေးပေါ်တွင်ဆောင်းချုံကခိုက်ခိုက်တုံနေအောင်ချမ်းနေရှာသည် တင်ကုန်စုသောဒဏ်ရာကမိခိုင်ပိုးဝင်နေသည့်အပြင်ငှက်ပြားပါမိနေ၏ဥတုံနရသည် စကားပင်မပြောနိုင်တော့ဘဲဖြူဖက်ဖြူရောဖြစ်နေသည်ထိုအချိန်၏ကိုသဘောပေါက်ရသဘောပေါက်သောရာတကြီးကဟေ့ခလေးတွေရွာရဲရလူတွေကိုမြင်မြန်သွားခေါ်စမ်းဖုန်းကြီးကိုဆေးရုံပို့မှဖြစ်မယ်မြင်မြန်သွားခလေးတယောက်ကအတင်းပြေးဆင်းသွားပြီးတော့ရွာရဲရလူများကိုသွားခေါ်သည်ရွာသားများရောက်လာတော့အခါ တွားရင်လာရေးခက်ခဲသဖြင့်ဥတုံနရကိုထန်းစင်ပေါ်တင်၍ဆေးရုံသို့ပို့ရန်ပြင်ဆင်ကြသည်ညသည်အလင်းရောင်ကို အနိုင်ယူပြီးတော့မှောင်တစ်ထက်မှောင်လာ၏ရွာသူရွာသားတို့ကစီးကြလာသောမျက်ရည်များကိုတုတ်ပြင်းရင်ထဲတွင်ဝမ်းနေနေကြ၏မျောလင်းကြဲမဲ့သဖြင့်ခြေလန်းကလေးများကလည်းလေးလံနေကြသည်သူတို့เสียပြန်လာကိုစောက်မျောနေကြသည် ရွာကကလေးများကိုမြင်ရောက်ပြီးတော့ပို၍ဖြည့်သိမ့်မရဖြစ်လာကြသည်ဥတုံနရမှာဆေးရုံတို့ပင်မရောက်လိုက်ပဲလမ်းခရီးမှာပင်ပြန်လွန်တော်မူသွားရှာသည်မိမိတို့ဤကျေးရွာအကျိုးကိုတဲပိုးသွားတော့ဥတုံနရအားတရွာလုံးကနှမျောတတယူကျုံမရဖြစ်ကြ၏မွားစန်းရွာဤတောင်ဘက်တက်တဲ့တွင်ကဥတုံနရတတ်တော်28နှစ်ဟူသော အောက်ကူဖြူဖြူလေးကိုယနေ့ထိတိုင် တွေ့မြင်နိုင်ပါသည်တဝင့်ကျွေ၍တတော်လုံးမွေခဲ့သည်ဟုတ်ကဲ့ပါရှင်ဆက်လက်ဖတ်ပြပေးမယ်ဝိထုတို့လေးရတော့စာရေးသူကုမုတ်တရာရေးသားထားတဲ့ဤရေးတီတာသည်ဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဆက်လက်နားဆင်ပေးကြပါအောင်ရှင်ဤရေးတီတာသည် ဤရေတီရာသည်ဤရေတီရာသည်ခொနရက်သာသမီအပေါင်းဤကြောတဲ့သို့စိတ်ဝင်ပြန့်နှံ့ပါစေတည်းဖဖွားဤမေတ္တာပို့တန်ကိုဖဖွားသည်မိမိဘာသာပြန်၍ကြားနာရင်ရှင်ဝယ်ပီတိဖြစ်နေတော့ဤဖြူဖြော့ဒီနေအမြသေးကွေးသောသေးကွေးဒီနေအမြအာရင်ချိနေနေသောလက်ကလေးများသည်ကျေးစီကိုကြကြမကင်နိုင်ရကား ကိုကျက်ထူ၍အမျှဝေခြင်းဒီတိုင်းသုံးချက်နှင့်သာတင်းတိမ်လိုက်ရရှာ၏။ဤရေချမ်းကိုညတိုင်းလှူ၏။နက်နက်၄နိုင်လဲလှူ၏။ရေလူလေတိုင်းအေးမြငိမ့်ချမ်းသည့်တန်နရတာကိုဖွားဖွားသည် ခံစားရလေ၏။ထိုပီတိနှင့်အတူအေးချမ်းမှုကို သူကသူရကာထံကိုညဝေလို၏။ တည်တည်လေးသာရှိတော်သည်စရုံးလေးသည်ဖွားဖွားဤကောင်းထက်ဝဲจิตလစ်စွာထုံထောင်ခြင်းဖြင့်စံပယ်နေ၏ငယ်စဉ်ကလိုပန်းမွေမွေလေးတစ်ခတ်ထိုးဆိုင်ထားခြင်းညာပန်းရက်နဲ့လေးဖြင့်စိမ့်လန်းခြင်းညာဤပန်းခတ်လေးထန်ပူထားနိုင်ရန်ပင်မစွမ်းဆောင်နိုင်တော်သည်သပင်ဖြူဖြော့ဖြော့လေးတို့က၎င်းဆန္ဒကိုမူအာနာစွာညင်းပယ်ကြာရှာကုန်၏မှန်၏ဖွားဖွားသည်အိုလာပြီပင် မဟုတ်ပါလော့ လွန်ခဲ့သောတပေါင်းလာကသူ့အသက်60ပြည့်ခဲ့လေသည် အသက်ရှည်သည်နှင့်အမျှတမ်းမာသည်ဟု ဆိုနိုင်သောဖွားဖွားသည်ဆုလက်ကြီးတစ်ခုကိုရယူပိုင်ဆိုင်ထားသူနှင့်တူ၏လူကြီးမိဘတို့၏စုပေးတံများကိုလည်းပြန်လည်ကြားရောက်၏တက်ရှည်ကျမ်းပါစေဟူသောစုကို သူသည်လည်းရယူပိုင်ဆိုင်ပြေဝခဲ့သည် ဆိုနိုင်ပါ၏တို့တမူညာကုန်းနေသောခါလေးကြောင့်သူ့ရက်သည်ပုပ္ပုလေးဖြစ်နေ၏ငငယ်ကလို့ ဝင့်ဝင့်ကြွားကြွားမမတ်မော့မော့မဟုတ်ပြီခါယိုတို့ဒီဖွားဖွားကိုမထီမဲ့မြင်ပြုနေဒီမှာကြာပါပြီကော အလွန်အကဲကြီးဒီမဟုတ်သေးတိုင်တိတာစွာတွန့်လိုက်နေသော အသားရေတို့ဒီဖွားဖွားရင်ဆိုင်နေရသည့်ဇာကိုလက်ညိုတက်တက်ထိုး၍ညုံပြလာလေတော့ဤအေးကွယ်ငါတိပါတယ်ဟုဖွားဖွားကဇာကိုတုံ့ပြန်ပြောဆိုရင်းသူ့မျက်နာကိုမှန်ဝိုင်းလေးထဲတွင်ကြည့်ရှုနေဤဟုတ်ပါရဲ့ ကင်လိုက်လီမှုတ်မနေတော့သည့်အရေးကြောင်တောင်ပြောင်းထွေလာတို့ပြည်နေသောမျက်နှာပြင်ဝဲအလှဟူသည်ကအဘယ်မှာရှာ၍ရနိုင်ပါတော့အန်နီလွန်ခဲ့သည့်နှစ်80ကျော်ကချစ်စပွဲလှရမင်းလေးသည်ဤတို့ဖြစ်လာလိမ့်မည်ဟုမိသူထင်ပါနေနီအလှတွင် အရင်ဆင့်၍အရင်တကားကို စုထားခြင်းကြောင့်မရင်စုဟုအမည်ပေးခြင်းခံရသောယခုကာလာ ဖွားဖွားတော်ရင်စုကမူတန်ဝေကပြုံးဖြင့်မှန်လေးကိုပိတ်လိုက်၏အာယုံချိန်ရှိရင်ညနေချိန်လဲအေကန်ရှိ၏တဖန်ညနေကာလမှာပင်လပြည့်ဝန်းကြီး၏မြင်နိုင်လပြည့်ဝန်းကြီးကို မြင်နိုင်ပြန်ပါ၏တန်တရာအကြောင်းကိုဖွားဖွားသိပါသည်ဘဝများစွာတို့ဤရှောက်လန်းခဲ့ကြရာနောက်ပြန်ကာလတို့ကိုပြန်လဲသုံးသက်နိုင်စွမ်းမရှိသည့်တိုင်ဓမ္မ၏အဆုံးမအမြိုက်တဲ့ဝဲ ဖဖ၏အတိကရင်ကျက်ခဲ့၏ဆန်းစစ်နိုင်၏တွေးတတ်၏လမ်းမှန်ရှာတတ်၏တို့တမူမနေ့ကပြောသွားသည့်မြေမကြီး၏စကားရက်တို့ကို တွေးမိလေတိုင်းမူလူအိုတန်နှင့်မဆိုင်သောနှလုံးသား၏နုနယ်ခံစားချက်ဝယ်ဝန်းနေခြင်းရေးစည်းလေးကဖြင့်ထင်းထင်းရှားရှားစီစဉ်သွားသည်ဟုလဲဆိုနိုင်ချေသည်တမုံသူပြောမှန်သည်ဟုဖဖက တော်မီတီတိုင်းဖွားဖွားရီခံယူချက်ကလေးကိုလည်းသူကလေးကနားလဲပေးခဲ့လိမ့်မည်ဟုဆိုပါရင်အပင်မြကောင်းလိမ့်မည်နီထိုနေ့ကလိမ့်မော်ရောင်နေမင်းသည်အေးသောလေပြင်းနှင့်အတူတင့်ထွန်းတာယာ၍နေ၏ဤသို့ကဆုံနာဇန်ကာလာစာနေမင်းရောင်ကြီးနှင့်တာယာမှုကိုဖွားဖွားကချေလိ၏သူ၏အဇက်တသည်မိုးနှံပြပြရ၍ ။ဇမေနန်းတို့မွေးကြိုင်နေတတ်သောအီယာတီဥရုမျိုးဝယ်အဓိပတိတက်နိုင်စွမ်းလာ၏။အစောကြီးနိုးတတ်သူပြီးပြီးရောင်နီဖြော့၏အစိတ်ကင်းသော အလင်းတက်ရလာသည်နှင့်တပြိုင်နက်ဖွားဖွားသည်တဲပိုးနိုင်သည်မသောသူ၏ခြေလက်တို့ကို အလုလုခိုင်းတော်၏။လေးဖြတ်မခံရဲရာကျမ်းမာအောင်နေတတ်သူပြီးပြီးသူခြေလက်တို့သည်အများနှင့်ဤသူဖွားဖွားများကဲ့သို့မဟုတ်ဘဲကြိုက်ခဲခြင်းကင်းတတ်သည်ကလည်းအာရောဂျံဒုက္ခတစ်မျိုးပင်ဖြစ်၏ တာသမီ၅ဦးထွန်ကားခဲ့ရာနှစ်ဦးသာကျန်တော့သည်အတူနေသည့်အသက်80ကျော်အတူနေသည့်သမီးသည် အသက်80ကျော်လေးပြီခင်မွန်းတဲ့ကွယ်လွန်ပြီးတဲ့နောက်စိတ်သက်သာကစမ်းမာရေးချူချာသလိုဖြစ်လာသည့်သမီးသည် အရင်ကလိုတက်တက်ကြွကြွမရှိတော့ဩစာတနာပြေဝသည့်တိုင်စိတ်သက်ရေးရာတွင် ကွက်လက်ဖြစ်နေတော့သမီးဖြစ်သူ၏အနေအထားကိုဖွာဖွာသည် နားလည်ပါ၏နူးညံ့ညင်သာစွာ အားပေးတတ်သောဖွားဖွားဤဂျင်နာချင်းရင်ခွင်ဝဲတမီးသည်တက်တောင်တက်တာတက်တာရှိပါ၏သို့တော်လည်းအလွမ်းရိတ်တို့ဖြင့်မှေးမိန်နေသော သူမျက်ဝန်းများကိုတောက်ပစီရန်ဖွားဖွားမစွမ်းဆောင်နိုင်ခဲ့ဖွားဖွားဤသားအငယ်ဆုံးကဤနိုင်ငံတွင်မရှိပါတာသမီများနှင့်အတူစင်ကာပူနိုင်ငံတွင် လိုက်နေ၏နေ့စဉ်ဖုံးဆက်သည့်ကြောင့်အတူနေရတဲ့ကဲ့သို့ဖွားဖွားသည် ခံစားတင်းတင်း၏သူ့အမကိုလည်းအားပေး၏ ဤတွင်တက်တက်ရောင်စုံသည်ဟိုနိုင်ငံဒီနိုင်ငံမဟုတ်ဘဲဆက်ကြဝလာတဲ့လှက်ဘက်ကအလင်းရောင်ပေးနေသည်တို့မိသားစု၏မနောဓာတ်သည်အစဉ်ပြေ၍နေတော့၏ဘဝကြီးများတွင်ကျင်နာခြင်းပနာပမာဏကြီးလေအစဉ်ပြေလေပင် ဖြစ်တန်းကားမြစ်တာတက်ဖြန့်ကျက်၍ကဘာကိုကြည့်တတ်သောဆက်ကြဝလာအနန္တမှာတတဝအနန္တတို့ကိုကျင်နာတနာတတ်သောဖွားဖွားဤနေဆဒူဝချင်းစင်များထဲမှာ မေတ္တာပို့ခြင်းသည်အဓိကကြာ၍ကျန်သောအပိုင်းကဏ္ဍများမှမူလှူဒဲမှုကိုသာဦးစားပေးတတ်၏နေ့စဉ်ဆောလောင်းလူချင်းကုသိုလ်သည်ဖဖရဲ့တက်ကို ဆွဲဆန့်ပေးနေသည်လားမသိနုနဲ့ငယ်ရွယ်သူလေးကဲ့သို့တက်ကြွလန်းဆန်းစွာဆောလောင်းနေဟန်ကဖဖ၏ပုံလွာကိုတက်ပုံရိုက်ယူ၍အခြားနိုင်ငံမှမြေတို့မြင်ရသည်တွင်လွန်စွာဂုံယူကြ၏သို့သောယခု 90ပြည့်ပြီးနောက်ပိုင်းတွေကဘွားဘွားဒီခြေလက်တို့နာကျင်တယ်လို့ဖြစ်လာဒီမှာအခါတိုင်းနဲ့မတူတိတာထင်ရှားလာ၏တေမင်းဒီအိပ်ပျော်နေရမှနိုးလက်တော့ဘွားဘွားဒီဟူသောဒေါ်ရင်စုကို အိမ်မုံဆုံဝါမြင်ချေပြီးချင်းအချိန်တန်ပြီးဒေါ်ရင်စုဟူများတတိပေးနေပြီလို့မဆိုတတ်အမြဲတစေရေချမ်းကက်လေးရှိသောဘွားဘွားဒီယခုအခါတွင်ဇုံးလေးဖြင့်ရေချမ်းကို ရေတွက်ရသော အလုပ်တွင်မှားချင်လာ၏ တဖန်လက်များကလည်းနာကျင်သည်တို့နာတင်သောကြောင့်နာထားရ၏ဤတွင်ရေထွက်ပြီးသည်များကိုလည်းမိကအစကတဖန်ပြန်လဲဆောင်ရွက်ရ၏ချွတ်ချော်လာသောတတိနှင့်နာကျင်ညောင်းညာခြင်းတို့သည်ဇေယမင်းကြီး၏တစ္ဆာရှိတပည့်များပြီးပြီး စုပေါင်းညီညာတိုက်ပွဲ ဝင်ကြလေပြီကောဤတွင်ဖွားဖွားသည် မြေမကြီးကို အကူညီတောင်းပြီးတော့၏သမီးရဲ့တင်စာရဲ့ဖွားဖွားကိုတစ်ခုလောက်ကူညီပါနော် တစင်သည်ဖွားဖွားဤဆန္ဒအတိုင်းလက်ရောပါ၏သို့တော်မနဲ့ရောညပါ90ကျော်အောင် ရေတွက်နေရသော ရေစုံလေးကိစ္စသည်တစင်အတွက် ကြီးစွာသောဗာရိယဖြစ်လာဟန်တူပါ၏ဖန်ခွက်ကိုစောင့်ချခြင်းရေခတ်ရာတွင်အတံမီစီရန်လုံလာပြုခြင်းတို့ဖြင့်မချင်တဲ့ချက်များကိုလည်းထုတ်ပေါ်လာပြန်၏တို့မြမတင်းတိမ်ပဲနှုတ်ကပါဤတို့ဆိုလာလိမ့်မည် ဖဖားကိုကရှေလွန်းပါတယ်ရေကတ်တာပဲဖန်ခွက်ချင်းထည့်လိုက်ပြီးနေတဲ့ဟာ ခုတော့ဇွန်းလေးနဲ့ရေတွက်ပြီးတော့60တစုံထီထည့်ရအောင်ဘာလဲဖဖားအသေးမှကြောက်လို့လား60တနစ်ထီနေချင်သေးလို့လားဖះအောင်မျက်နှာလုံနေတာပေါ့လေဟင်းကြားလိုက်ရတော့စကားကြောက်ဖဖားကြီးရင်းနီးပွင့်မတက်ခန်းစားလိုက်ရပါ၏မြင်းရဲ့တစင်းဤမျက်နှာသည်တင်းလာစွာဤ တမီးရမွေးတော့တမီးအကြီးဆုံးအပြိုကြီးရင်ထဲဝဲမာကျော်ခတ်ထန်သည့်နှလုံးသားသည်အဘယ်ကလေးကနေသားကြပြီမဆိုတတ်ဖွားဖွားကမူတက်နိုင်သမျှရှင်းပြပါသည်ဖွားဖွားကတေမာကြောက်လို့မဟုတ်ပါဘူးကြီးရဲ့တို့များဗုဒ္ဓဘာသာဝင်တွေဟာ ကိုရောက်နေတဲ့တက်တန်းကိုအမြဲတမ်းတတိယချင်းကျေးဇူးတင်ရင်ဖရာတရားတန်ခါနဲ့မိဘနှစ်ပါးရဲ့ကျေးဇူးကိုမမေ့မလျော့ပန်ဆင်နေပါတယ်ဆိုတဲ့အကြောင်း ခုလိုရေချမ်းတက်တော်စီကပ်ပြီးတော့ကြီးညိုကြတာပါကွယ်ရေကလေးအေးချမ်းသလိုတတော်ဝါရီရဲ့စိတ်တန်တန်းမှာဒေါသမာနကင်းစီစေဖို့ဆုတောင်းရင်းမေတ္တာပို့ပေးတဲ့သဘောပါမြေရခက်ချက်ပြီးတော့ဖောဖားနဲ့အတူကုသိုလ်ရတာပေါ့ကွယ်ဒါပေမဲ့မြေလေးမအားမလန့်ရင်လည်းရှိပါစီတော့ဖောဖားပါတာပဲလုပ်ပါမယ်ကွယ်တစဉ်ဒီမြေတို့မှပြန်မပြော သို့တော့ဖဖထန်တို့မူမလာတော့ သူဤရှေလျားသောအသက်တွင်မြေးပါလေစိတ်မကောင်းဖြစ်ရလေသည်ဟုဖွားဖွားသည်မိမိကိုယ်ကိုအပြစ်တင်မိပြန်၏တဖန်အဲ့ရတဲ့လဲ၍ခန္ဓာကိုယ်ဒုက္ခကို မပေးရခြင်းအတွက်မူမိမိကိုယ်ကိုလည်းဂုံယူရပြန်၏အေးမြသောမေတ္တာတကိုယ်သည်အခုရွယ်အသက်သည်ဖွားဖွားကိုကိုယ်ရိုးကိုယ်တည်နိုင်စေရန်ပန့်ပိုးကူညီနေပါလားဟုကျေးဇူးတင်ရပြန်၏မေတ္တာအေးတက်ကိုပို၍ယုံစားအားကိုးလာမိပါ၏ နေမမားနေတော့ကွယ်ဟုဘွားဘွားသည်မိမိကိုယ်ကိုပြောရင်းရေချမ်းတော်ကက်သည့်အလုပ်ကိုပြန်လုပ်နေ၏ဤတွင်သူ့နောက်သို့တစုံတစ်ယောက်ရောက်လာ၏သူကသမီးဖြစ်သူဟုထင်လေသည်ဘယ်သူရောကွယ်တီတီပါဘွားဘွားသူသည်လှဲ့ကြည့်လိုက်၏မြင်းမလေးတီတီသည်ပြုံးမျက်နှာဖြင့်ဘွားဘွားကိုကြည့်နေချေ၏သမီးလေဘယ်တော့ရောက်တလဲအိမ်အောင်ကြသွားသောမြေးငယ်ဆုံးသည် ်ဖဖတို့နဲ့အတူမနေတော့တမျိုးတည်းနေဒီမို့ရန်ဖန်ရန်ခါလာတွေ့တဲ့ဤလက်ထဲတွင်ပွေပိုက်ထားသောနှင်းစီပန်းစီမှဆင်းရဲနှံ့သည်ဖဖ၏ရှင်ကိုလန်းဆန်းစေ၏ဖဖဖျားပန်းကပ်ဖို့ပါတမိကိုပါမယ်ဖဖသည်ခြေနဲ့စွာ ပြုံးလိုက်၏အငုံအဖူးအပွင့်တို့ဖြင့်တင့်တယ်လာသောရင်းမွေးနှင်းစီတို့သည်နာမည်နဲ့လိုက်အောင်ပင်မွေပြန်လာ၏ရှင်ထဲကို စိတ်ထဲကိုလန်းဆန်းသွားတာပဲကွယ်ဖွားဖွားရဲ့မြေးလေးပန်းလို့မှုပါစေရေလိုအေးပါစေကွယ်တီတီတီဖွားဖွားကိုအတာအယာတွဲကဖရာခန်းထဲသို့ဝင်၏သူသည်အဖွားဖြစ်သူကိုငြိမ်သက်စွာထိုင်စေပြီးတော့ဖရာပန်းအိုးရေလဲချင်းကိုကိုယ်တိုင်ပြု၏ပြီးတော့ဖွားဖွားကတ်တော်ဟူညင်သာစွာ ပြောလေသည်ဖွားဖွားသည်တီရိနှင့်ဒစင်ကိုနိုင်ရှင်ကြည့်မိနေ၏။သို့တော်လည်းချက်ချင်းပင်အာယုံကိုဖျောက်ကာ ဖျားပန်းကတ်လူနေသည်ဤတွင်ခန်းစည်းဝါးမှာငေးကြည့်ရင် ပြုံးနေရှာသောတမိဖြစ်သူ၏မျက်နှာကိုဖဖသည်တွေ့လိုက်ရ၏ကိုထီလက်ရောက်မကူညီနိုင်တော်ညာပီတိဖြစ်နေသည့်မျက်နှာပေါ်မှအပြုံးသည် အမေတူ၏များလားမသိဖဖဘာရင်းများသဘောကျနေရလဲပြုံးလို့ရဲ့တမိမိမိဟိုပါဒီနေ့တူနေကောင်းနေပုံပဲဖဖရောနေကောင်းပါလေကွယ် ဖဖကို channel ခေါ်မယ်နော်တွန်းလဲနဲ့ထိုင်ပါလေကောင်းလေတန့်ရှူရအောင်နော်ဖဖ channel မစင်းနိုင်တာကြာပြီလို့မိမေကပြောတယ်တို့မြေဖွာ channel တို့ရောက်လာခဲ့ကြပြီ wechat လေးကို ဖြည်းဖြည်းတတတွန်းရင်ဒီဒီဒီသူ့ဖဖကိုအိတ်အိတ်တာတို့ခေါ်ဆောင်သွား၏စိတ်ဆုံနေသော မျက်ခင်ပြင်သည်ရေကြောင့်ရွှေလန်းကမျက်စိပဒါရဖြစ်စေ၏ခြံလုတ်သမား၏တာဝင်ကျေမှုကိုဖဖကချီးကျူးမိ၏ မလကာပီလေးများခတ်အုပ်ရှိသောနေရာသို့ရောက်လာသည်ငငယ်ကကြိုက်သည်မလကာသည်ကို သူမဝါနိုင်တော့ပြီအတိတ်သည်အိမ်မက်နှင့်ပင်ပမာတူလာ၏မလကာသည်ဟူသောအရာကို ကောင်းကောင်းသွားကောင်းကောင်းဖြင့်ဝါနိုင်ခဲ့ပါကြောင်းအတိတ်သည်ကဝေးဝေးပြပြနိုင်လာပေသည်ဖဖပြောလေမြေးလေဖဖစိတ်မကောင်းဖြစ်နေတာတမိတိပါတယ်မမကြီးတစ်စင်ကအဲ့လိုပဲသူ့ကိုစားတမိတောင်းမှန်ပါတယ်နော် နောင်ဦးသမီးလာမရေချမ်းကတ်တော့ဖွားဖွားသမီးကူညီပြီးတော့ကုသိုလ်ယူပါမယ်။ဖွားဖွားဒီမော်ကြည့်လိုက်ဤမြေဖွားနှစ်ဦးလုံးမျက်လုံးချင်းစုံကြဤဖွားဖွားကပြုံးလိုက်လေသည်။ရပါတယ်သမီးရဲ့ဟုပြောရင်ဖွားဖွား၏အကြီးကတီတိဤဝမ်းပိုက်ပိုင်းသို့ရောက်ဤတိတာစပြုနေပြီဖြစ်တော့ဝမ်းကြတိုက်ဝဲဖွားဖွားဤမြက်ကလေးဒီတရေသားဘဝဖြင့်ကာလာတစ်ခုရေကြည်တန်နေပြီမဟုတ်ပါလားတမီးอ่ะ ကိုဝင်နဲ့မို့ဖျူးဆိုင်ပါခဏခဏမလာနဲ့နော်အဲ့ဒါကြောင့်မလို့လာရပါဖွားဖွားရဲ့ဖွားဖွားရဲ့မြင့်လေးကိုခုကလေးကအကုတုတက်တွေပေးချင်နေတာဖွားဖွားရဲ့မြင့်တာတွေကို ပေးချင်နေတာပါအဲ့ဒီအမွေတွေကိုပဲမြစ်ကိုပေးပါဖွားဖွားရဲ့နော်ချက်တေးဟုအမြင်ရတော့နာမည်ပိုင်ရှင်မြေးလေးကိုဖွားဖွားသည်အံ့အားသင့်စွာပင်ငွေကြည့်နေတော့သည် လေပြေသည်တုတ်ဖြူလာ၏မလကာပင်ပေါ်မှကြီးကောင်ကထားပြန်သွားကား ရွက်ချောက်အချို့ကကြေကျလာ၏သို့သောရွက်စိမ်းတို့များစွာကြံပေသေးသည် အစိမ်းရောင်သည်တောက်ပါ၍လင်းလက်၏ထိုနေ့ကမြေလေးတီတီအားရင်းနေရင်းနေသည့်စိတ်ဝင်သွားနိုင်သောမြတ်တာပုံဤကိုဖွားဖွားကတင်ပေးလေသည်မိမိတို့အနေဖြင့်ရေကို လိုသလောက်ရနိုင်သည့်တိုင်ချိုးနိုင်သည့်တိုင်တချို့နေရာများတွင် ရေရှား၏ချိန်ချိန်တောက်သုံးရ၏သုံးဆွဲရ၏သူတို့လည်းရေဝခြင်းမှဝါရှာပေမည် မိမိကဲ့သို့ရေဝလင်စွာတောက်ရပါစေ ချိုးရပါစေတုံးရပါစေဟုဆန္ဒပြုရင်းမေတ္တာပို့ဤကို မြေးကိုသူတင်ပေးလေသည်နှင်းစီနှံ့သည် မွေးလာစွာဤလူမျိုးမျိုး ရှိကြသည်ဤမိဘကပင်မွေးချသည့်တိုင်မူကွဲနိုင်ဤစိတ်ထားတို့မတူညီနိုင် ခွင့်လွတ်ခြင်းဖြင့်ခြေရမည်ဖြစ်ကြောင်းဖွားဖွားကတင်ပြပြောဆိုလေသည်ဖွားဖွားငငယ်ကလေးက ရေချမ်းတော်ကဆူတောင်းကိုရထားတာကွယ်မြင့်ရဲ့။ဤရေတီတာသည်လို့ဆိုရင်ရေဖန်ခွက်လေးကို ကြည့်ပြီးတော့အာယုံပြုတ်လိုက်တာနဲ့ကို့ရင်ထဲအထိအေးစိတ်လာတဲ့မြစ်တာတက်ကရောက်လာတော့တာပဲ။အဲ့လိုရောက်လာပြီးဆိုတော့မှထိုက်တဲ့ရတဲ့နယ်သူတွေကလည်းအေးချမ်းပြီပေါ့ကွယ်။ဒါကြောင့်ဒီမြစ်တာပို့လေးကိုရွတ်ဆိုရင်ဖះရှင်ကို ရေတော်ကတ်လှူရင်မြစ်တာပွားပါမြည်လေးရဲ့နော်။အဲ့ဒါဖွားဖွားပေးတဲ့ အမွေပါပဲသူသည်တီရီကိုတိုးညင်းစွာတင်ပေးနေ၏ဖွားဖွား၏အတန်သည်နတ်ဆောင်တန်နှင့်တူလစွာ၏ပြင်းစတိတ်ခါသည်သူချစ်သောဖွားဖွားအတွက်အုတ်ရှိမဲ့ရောင်ဇောင်းတော်ကြီးနှင့်မူပွားတံဆောင်တလက်ထူးဆီး၍လက်ဆောင်ပေးထားလေရော့သလားဟုတီရီကတွေးနေလေသည် အေတော်မြစ်တာတက်သည်ဖွားဖွား၏အတန်တွင်စိတ်ဝင်က ရေကဲ့သို့စီးကြလာလေသည် ဣယေတီရာတိဣယေတီရာတိဣယေတီရာတိခொနရက် သာသမီအပေါင်းဤကြောတဲ့သို့ စိတ်ဝင် ပြက်နှံ့ပါစေတည်းဒီလူအိုတော်ညာကျမ်းမာရေးမအိုပေ အသက်ကြီးသည့်တိုင်းဥစ္စာတဏလည်းမပြက်စီပေကဘာသူကဘာသားတိုင်းသည်ဖွားဖွားကဲ့သို့စက်တရေရှိကြပါစေတည်းဒီမြစ်တာအဖြစ်အေးချမ်းကြပါစေတည်းဒီ ။ဤရည်တီရာသည်ကုမုတ်တရာ2021ခုနှစ်ဇူလိုင်လထုတ်ငွေတားရီမဂ္ဂဇင်းဟုတ်ကဲ့ပါရှင်ယခုဖတ်ပြပေးခဲ့သောဝိတ္ထုတို့နှစ်ပုဒ်ကို နားဆင်ပေးကြသည့်ညီကိုမောင်နှမတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကျမ်းမာပြီးတော့ဗေကင်းကြပါသေးရှင်လိုအပ်ချက်များရှိခဲ့တဲ့အခါလဲနားလည်သိခံပေးကြပါအောင်ရှင်